ကဲမင်္ဂလာပါမင်္ဂလာပါအမျိုးလူကြီးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့နော်ဥစွာပထမနှုတ်ခွန်းဆက်လိုက်ပါလားခလားကဲမနေ့ကလှုပ်အောင်တပွင့်လေးကိုကပီးရလှုပ်သွားတယ်နော်ကိုကိုတုံညနဲ့တပွင့်လေးလေးကပီးရလှုပ်သွားကျွန်တော်ဆရာရမ်းကြိုက်လေးဒီဒါကြောင့်ဆရာမနေ့ကပြောတော့ ဆရာဒီ site ကိုအရင်ကြိုက်တယ်ဒီကိုခွန်တို့မှာဒါကြောင့်လဲဆရာဒီမှာဒီကောင်အမှန်တော့ဒီကောင်အကြိုက်ဆုံးပေါ့ဒါကတော့ဆရာမယွံ့မလုံဆိုပြီးတော့မတော်လို့အဲ့လိုတွေဖြစ်တတ်လို့အားကောင်းတယ်လေ site တအားကောင်းလို့တော့မဖြစ်တတ်လို့ဆိုပြီးအားဒီကောင်ပါဝါထည့်ပြီးအမှန်ဆရာမင်းရဲ့ဒီကောင်အကြိုက်ဆုံးဒီမှာကြည့်ပါဦးတုံရရည်ဒီကောင်နဲ့ကပ်ပြီးချိန်ထော်ပါနော်အဲ့လိုကပ်ပြီးလောက်ပါလေညနေရတော့ site နဲ့တိတ်မကြိုက်ဘူးဒီခဏနဲ့တိတ်ခုနဲ့မဖြစ်တာနဲ့ xa rồi xa để xe tới mình xe tới chơi để mà tùy được xe mà tiền bí việt á nhà để chua lên cái nắng cha cha mà cha cha bà bà mà bà bà bọn nó nhí nhí mà nhí nhí tiền bí bà để chua lê lục yêu lê rồi xe lê lục vô lê xe mấy suy đi ăn à để lý nó xe cái nắng cha mà chạy đi không là là đại học xe cái nắng tinh mà bay mà tiền gì cũng lục yêu là ai เนาะไอ้มันป่ายไม่ตีนจริงมูเมชวยรู้เนี่ยโหตาอ้ายใจไส้ตาหล่าเลยเนาะเสียอ่านหมูจ้ะတော့ใจดิกูเป็นกูกูไหนกูอ่านหมูจ้ะတော့อะตะกงจ้องน่ะ အဲ့တော့ကြည့်ရအောင်ဟုတ်လားအဲ့တော့ဆရာတို့ပြီးခဲ့တဲ့ပွဲကဒီမှာကိုရှေ့တို့ဒဲကြခဲ့တဲ့ site ကအခုဒီမနေ့မှာမနေ့ဖြစ်ပြန်ကြပြီเนาะဒီမှာဘာကြလဲဆိုသူက3.3လို့တစ်ခွက်ကြတာလေအဲ့ဒါကိုဆရာပြန်ပြပေးအောင်ပါမပြတော့ဘူးเนาะမိတ်ဆွေတို့လည်းသိပြီးသားဖြစ်မှာဟုတ်လားအဲ့ဒါသူကတော့၄ပင်ကြပေါ့เนาะ၄ပင်ကြ၄ပင်ကူပေါ့၄ပင်ကူဆိုတော့မနေ့ကဟိုက site လို့ပေးခြင်းလဲပေးမယ်ပေါ့เนาะမပေးခြင်းလဲ ။အဘေပြောလို့တော့မတတ်ဘူး။အခုဆီကအခုမနေ့ကိုဆီကအကြိုက်ဆုံးစိုက်ပြီးမှကအဲ့ဒီတုံညတလုံးညှိနေတယ်။အဲ့တော့ဒီကဏ္ဍကလည်းတုံညသုံးဆိုတဲ့ကဏ္ဍကလည်းသူကထွက်ပြီးရင်သူကမကြမကြလိုက်တတ်တယ်လीဟုတ်တယ်လား။အဲ့တော့ဒီမှာလीအဲ့နေကိုခဏနေကိုအော်ဒီမှာဟာလားဒီမှာတရားနေစပြလိုက်မယ်။ဒါလေးတော့ထောက်တော့ထောက်ပြလိုက်မယ်လား။တုံညတုံညရှစ်လေးပေါင်းခြင်းနှစ်အဲ့ဒီနှစ်ကဒီမှာထိတ် ဟုတ်ပြီနော်ဒါဒါပြီးခဲ့တဲ့ site လीပြီးခဲ့ဒီမှာဆရာတို့ကိုရှစ်မှာရခဲ့တဲ့ site ဟာလာဟိုပေါ်မှာတပင်ရှိရေနော်အဲ့ပင်ကတော့ထားလိုက်တော့ဒီမှာဒီရှစ်လေးသုံးများရှစ်လေးပေါင်းကြီးနှစ်ဒီတပင်တော့ဒီထိတ်အဲ့ဒီနှစ်ကြောင့်မို့သူကဒီသုံးလုံးနှစ်လို့ပြန်ထည့်ဆိုတော့နှစ်ချောင်းလို့ထွက်တာနော်အဲ့ဒီကနေပြီးဒီမှာနှစ်တစ်ချောင်းပေါင်းရင်းဒီကိုတပင်ကြောင့်မှာကိုထိတ်အဲ့ဒီကိုကြောင့်သူကဒီသုံးလုံးကိုလို့ပြန်ထည့်တာဒါကြောင့်ကိုရှစ်လို့သူထွက်လာတာနော်ကဲအခုဒါဆိုရင်အဲ့ဒီကောင်ကကြည့်မယ်ဆိုရင်နှစ် ငါးသုံးသည်တုံညသည်တပိန်ကြောင့်မတုံညထိတ်ဟုတ်ပြီနော်ဒီတုံညထိတ်တုံညပဲဒီမှာတုံညတုံညထိတ်နှလုံးပူနေတယ်နော်အဲ့တော့ဒီ1 5သုံးသည်တပိန်ကြောင့်မတုံညထိတ်အဲ့ဒီတုံညကြောင့်ပဲဒီသုံးလုံးတုံညလို့ပြန်ထည့်ဆိုရင်ဒီမှာခွန်ရှိချင်တော့၃ပိတ်တုံည၃အဲ့တော့ဆရာလေးအဲ့ဒါတည်းတော့တကွက်ထည့်ပေးတာမှဟုတ်လားမိတ်ဆွေကြိုက်ရင်လည်းထည့်ထိုးပေါ့၄ပိတ်တော့ကြာပြီနော်၄ပိတ်ကိုယ်တို့တော့ဖြစ်ပြီတုံည၃ဟုတ်ပြီနော် ကြံ့ထိုးပေါ့နော်ဒါစိုက်တော့မပြတော့ခလာအခုပဲဒီမှာဆရာထောက်ပြလိုက်ပြီနော်မဆွဲတော့ဘူးလीအဲ့ဒါပိတ်ဖြူလို့ပြီးခဲ့တဲ့ဘက်ကတိကြပြီဗျာဒါကအဲ့ဒီ၄ပင်ကနော်ဒီဒီပင်နဲ့ဆို၄ပင်ကူမယ်ကဲအခုလုံးလုံးစင်ဆရာအကြိုက်ဆုံးစိုက်လာမယ်နော်ဆရာအကြိုက်ဆုံးစိုက်အဲ့ဒါ၃ခွက်တော့ပြပြီမယ်နော်၃ခွက်ပြမယ်အဲ့၃ခွက်ကလည်းဘာတွေလဲဆိုတော့ဒီကနန်းနေကြီးပဲနော်ဒီတုံညာနေပဲဘလူပြန်ပြီးလာနေပေးနေတယ်နော် ခဲ့တာဆိုကြည့်ရအောင်ဒီကနေ့စမယ်နော်လေးပင်တကားလားဒီမှာ1 2 3 4 1 2 3 4တူတူပဲဒီကိုရှင်းထွက်လာတဲ့ပုံစံပဲနော်သူက3ည3ခါလားတူကူကူ4ပင်ကူဆိုင်က3ည3ဒီကောင်ကလည်း3ပင်ကူနော်အဲကောင်ကလည်း3ညနဲ့ပဲသူလာမှာနော်ခဲ့တာဆိုကြည့်မယ်ဒီမှာ6 4 8ပေါင်းချင်း8ဟုတ်ပြီနော်အဲ့ဒါပဲနောက်တစ်ခါ6 4 8 ဒီမှာခွန်တက်ကူပေါင်းခြင်းခွန်ဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့ခါအခုဒီမှာ653ညပေါင်းခြင်းတက်လို့ရဟုတ်ပြီနော်ခလာတယ်ဆိုင်တော်တော်ကောင်းတယ်ဆရာတော်တော်တော်ကြိုက်တယ်လीနော်တော်တော်ကြိုက်တယ်အဲ့တော့ဒီတော့လုံး၈ကြောင့်ဒီအထောင်၃လုံးအောက်က၃လုံးလည်းသူက၈လို့ပဲထပ်ဝင်ရမှာ ဆိုတော့ဒီမှာ6ရှိချင်းဆိုတော့ဒါနှစ်ထိပ်လို့ရဟုတ်ပြီနော်ဇက်ပြန်တီချာပြပြီးမယ်နော်ဒီ3လုံး8ကြောင်းဒီ3လုံး8ဖြစ်အောင်ဒီမှာ6ရှိချင်းဆိုတော့နှစ်ထိပ်ပြီးရတာအဲ့ဒါဆိုတော့8နှလုံးရပြီနော်နောက်တစ်ခါကြည့်ဒီ3လုံးခွန်ကြောင်းနဲ့ဒီ3လုံးခွန်ဖြစ်ရမယ်တဲ့ဆိုတဲ့ခါကျတော့ဒီမှာနှစ်6က8လို့ရှိချင်းတော့ဒီမှာ9ထိပ်ခွန်၄လုံးနဲ့သွားမယ်၈လေးလုံးခွန်၄လုံးနဲ့အဲ့လိုရိုက်မှာနော်အဲ့နေပြီးတော့တခါအခုဒီပွဲမှာ ဒီသုံးလုံးစီတက်လို့ရတာအဲ့ဒီတက်ကြအောင်လို့သူကအမှန်သူကလာဝန်တော့စနောက်ကအသေးပဲလေးချာတေးချာလေးရှင်းပြအဲ့တော့ဒီသုံးလုံးတက်ကြအောင်ဒီတက်ဖြစ်အောင်တက်မဟုတ်ဘဲနဲ့6လုံးနဲ့သူရိုက်သွားနိုင်တယ်နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အခုသဘောတစ်ခုလုံးမှာကြည့်38 38အမှန်သူကလာ8 8အဲ့ဒီမှာ၈၈ပြီးခွန်ခွန်ပြီးဒီမှာ၆၆လို့သူရိုက်ရမှာအဲ့တော့၆၆ရိုက်ရမယ်အစားဟုတ်ဆို၆ရဲ့ပါဝါ၁ဆိုပြီးသူလောက်လာအဲ့တော့ဒီမှာလဲသူက၁၆လို့သူလောက်နိုင်တယ် ဟုတ်ပြီနော်တစ်ချောက်လို့လုံနိုင်တာဖြစ်တဲ့အတွက်ဒီမှာတုံညလို့ရှိချင်းကြောင့် तू ကတစ်ချောက်တလုံးထိတ်လူတူယူရမှာဟုတ်ပြီနော်သေချောင်းယူမယ်ဆိုတစ်ချောက်ထိတ်လူယူရမှာဒါပေမဲ့တလုံးနဲ့တစ်ကွက်တည်းယူမယ်ဆိုလို့ဒီမှာဒီတစ်ချောင်းဒီတစ်ဖြစ်အောင်ဆိုရင်နဲ့ဒီမှာဗာထိတ်မလဲတစ်ထိတ်လို့တလုံးနဲ့ तू ကထီထီဝင်ပြရမှာဟုတ်ပြီနော်တထေလိုတလုံးနဲ့ထီထီဝင်ရမှာ။ကဲကောင်းပြီဒါဆိုရင်နောက်တစ်ပွဲစစ်ကြည့်မယ်။ဒီရှစ်ကြောင့်ဒီရှစ်လို့ဖြစ်ပြီးじゃနဲ့ ပရိတ်ကြီးလည်းရှစ်လို့ပဲထည့်ရမယ်တူလားဟုတ်ပြီနော်အဲ့တော့ဒီခွန်ရောက်ဒီခွန်လို့ထည့်ဖို့ဟာခိုးကိုထိတ်ကိုထိတ်ပြီးရတဲ့ဒီပရိတ်ကြီးလည်းခွန်မှဖြစ်ရမယ်ဟောခွန်၃လုံး၈လုံးတွေ့လားကောင်းပြီဒါဆိုရင်ဒီတစ်ကိုတဲ့ဒီတစ်ဖြစ်အောင်တစ်ထည့်ရတယ်အဲ့မှာပရိတ်ကြီးလည်းတစ်ပဲဖြစ်ရမယ်တစ်၃လုံးနဲ့သွားမှာဆိုတော့ तू ကဘာပဲဘာထည့်မယ်၃ညတစ်လုံးထည့်ပြီးလဲရမယ်ဒါပဲအော်တူ ဟောတဲ့လားအခုလည်း၃ညပါပြီခုနကတော့ဆရာတို့၄ပင်ကတ်ပါလေဒီမှာနော်ပြီးခဲ့တဲ့အခါ98အပင်ကလည်း98ကြခဲ့တဲ့ site ကလည်းဒီမှာ၃ညတလုံးကြီးတယ်တွေ့လား၃ည၃လို့သူပြီးထားတာအဲ့ site ကလည်းအခုဒီမှာကလည်း10လို့သူတလုံးလာပြန်ပြီနော်အဲ့ဒီနေရာမှာနောက်တော့ပြန်နောက်တစ်ခုထပ်ပြပြီနော်နောက်တစ်ချက်ထပ်ပြပြီမြေတော့ကြည့်အဲ့တော့ဒီ shift ကိုဒီလေးလုံး shift ပြန်တဲ့ ဘရိတ်ရှစ်ဖြစ်ရမယ်ဒီဘရိတ်ရှစ်နေတာပြီးအောင်မလားမပြီးသေးဘူးဘယ်လိုမပြီးသေးလဲဆိုတော့ဒီအပိတ်ကဘယ်လိုလာလဲဆိုတော့အဲ့ဒါဒီရှစ်ဒီရှစ်ကြောင်းလေဒီမှာကြည့်ဒီလေးလုံးဒီလေးရှစ်ပဲဖြစ်ရမယ်ဒီမှာကြည့်4 6 2 6 4 6က10ဒီ2 6နဲ့ပေါင်းရင်းဒီရှစ်အဲ့တော့ဒီမှာ2လို့ရှိချင်းကြောင်းရှစ်ဖြစ်အောင်ဆိုရင်6အပိတ်လို့အော်တိုဝင်ရမှာဒါဆိုဘရိတ်ရှစ်နဲ့အော်တိုသွားကြပြီဟုတ်ပြီနော် နော်ဒီမှာ၄6ဒီ30ဒီ2 6နဲ့ပေါင်းခြင်းစီရှစ်အဲ့တော့ဒီရှစ်ကိုဒီရှစ်လိုရိုက်ပြီးရတယ်ဒီလိုလဲရှစ်ရမယ်ဒီလိုလဲရှစ်ဖြစ်ရမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီတစ်ဘွဲထပ်ကြည့်မယ်ဒုတိယလက်ကဒီခွန်ကြောင့်ဒီခွန်လို့ဖြစ်ရကိုထိုက်နော်ပရိတ်ကလည်းသူကခွန်မဖြစ်ရမှာဆိုတော့ရှစ်ကအော်တူပိတ်မယ်နော်အော်တူပိတ်တဲ့နေရာမှာထားလိုက်အောင်ဒီကနေ့ပြန်ချုပ်မယ်နော်ဒီကောင်လည်းခွန်မဖြစ်ရမယ်ဒီလေးလုံးလည်း ဆိုတော့ဒီမှာ6တက်နှစ်ကဘယ်လောက်လဲကိုကိုကိုခွန်ပြအောင်ဆိုရင်ဒီမှာပါလေ10ပဲပြိပြရမယ်ဒါဆိုရင်ခွန်၄လုံးနဲ့သွားပြီဟာဒီနှစ်တက်6ကကိုကိုကိုခွန်ပြအောင်ဆိုရင်10ပဲပြိရမှာခန္ဓာဆိုရင်ကို10ကအော်တိုဝင်လာတာဟုတ်ပြီနော်ဒါဆို10 4လုံးခွန်4လုံးခန္ဓာဆိုရင်ဒီမှာထပ်ကြည့်မယ်ဒီတက်ကြောင်နဲ့ဒီတက်ဖြစ်အောင်ဆိုရင်ဒီမှာတက်ထိတ်ဝင်ပြရမှာတွေ့လားတက်ထိတ်ဝင်ပြရမှာပရိတ်ကလည်းသူကတက်လို့ပဲဖြစ်ရမှာဆိုတော့၃ညပြိလိုက်နော်၃ညပြိလိုက်တဲ့နေရာမှာ ကဲဒီကောင်ကဒီလေးလုံးဒီလေး तू တက်လို့ပဲဖြစ်ရမယ်တဲ့ဟောတက်လို့ပဲဖြစ်ရမယ်ဒီမှာကပါလေဒီမှာ6လို့ရှိနေတယ်တလားနော်အဲ့တော့တက်လို့ဖြစ်အောင်ဆိုရင် तू ကပါပေးရမယ်ဒီမှာ3ရ5ပိတ်ပေးရမှာဒီမှာ6ရှိကြအောင်5ပိတ်ပေးရမှာတွေ့လားနော်အဲ့လို့ဆိုရင်တက်3ရ1 5ဆိုပြီး तू ကခဏ2ကွက်ထွက်လာမှာဟုတ်တယ်ကိုကကိုကဒီတစ်ခုလေးယူလိုက်ဒီမှာတော့ညီးနေတယ်လေဘရိတ်ရှစ်လည်းဖြစ်ရမယ်ဒီလေးလုံးလည်းရှစ်ဖြစ်ရမယ်ရှစ်လေးလုံးနော် ဒီမှာကြတော့ခွန်ခွန်ပရိခွန်လည်းဖြစ်ရမယ်ဒီလိုလည်းခွန်ရမယ်ဟုတ်ပြီနော်ဒီမှာကြတော့တစ်တစ်ဟာလာဒီလိုတစ်လည်းဖြစ်ရမယ်ဒီလိုလည်းတစ်ဖြစ်ရမယ်ဆိုဒီမှာက6တော့ဖြစ်တယ်၃ညလို့ပြေးလိုက်အဲ့တော့တစ်ဖြစ်အောင်ဆိုရင် तू က9ထည့်ပြရမှာဒါဆိုရင်တစ်9လို့တော့ထွက်လာမှာဟုတ်ပြီနော်အဲ့တော့တစ်၃ညတစ်9လို့ထွက်လာမယ်အကယ်၍မြန်ဒီမှာက6လို့ထည့်လိုက်မယ်ဆိုရင်ဒါမိတ်ရှုလို့တပေါ်နော်ဆရာတော်အခုဒီချာရှင်းပြပြီးပြီတော့မှာက16ထိန်9တော့ညအပိတ်လို့ तू အဲ့လို့ ခဏတဲ့တယ်ဆိုရမှာ၄ခွက်နော်ဘာလို့လဲမဲ့၁သုံးသာ၁က၆သုံးသာ၆ငါဆိုဒီ၄ခွက်ထိုးရမှာဟုတ်ပြီနော်ဒါသူ့ရဲ့အပြည့်ဆုံးဟာအပြည့်ဆုံးဆိုတဲ့နေရာမှာအဲ့တော့ဆရာကတော့အခုဒီတိုင်းပဲသွားမယ်နော်ဒီတိုင်းပဲသွားမယ်ဒီမှာ၁သုံးသာ၁က၅မိန်ဟုတ်ပြီနော်၁သုံးသာ၁က၅မိန်အဲ့ဒါ၆သုံးသာ၆ငါလည်းရန်ပေါ့ဒါမိစုလူရန်ခြင်းလည်းရန်ပေါ့နော်ကဲဒါထားနောက်တစ်ဆက်ကြည့်အောင်နော်နောက်တစ်ဆက်ကြည့်အောင် နောက်တစ်ဆိုင်ကလည်းတုံညနဲ့ပဲလာတယ်နော်ထမကြည့်ခဏလေးအဲဘယ်လိုသွားမလဲဆိုတော့တော့ဓမ္မရှစ်နှစ်နှစ်ပေါင်းရင်းဒီနှစ်သူကနှစ်ပိတ်ထိတ်ကလည်းနှစ်အပိတ်ကလည်းနှစ်အဲ့လိုသွားတာနော် ရှင်းနေနေပေါင်းရင်းဒီနဲ့နော်နောက်တစ်ခါဒီလေးလုံးပြန်ပေါင်းမှာ6 6နဲ့ပေါင်းရင်းဒီ6 6ကိုဒီ6နဲ့ပေါင်းရင်းဒီလေနှစ်ပဲဟုတ်ပြီနော်ဒီမှာ6နဲ့6ပေါင်းရင်းဒီ6 6ကိုဒီ6နဲ့ပေါင်းတော့နှစ်ဒီ3လုံးနဲ့နှစ်ပဲဒါဆိုရင်ဒီတစ်ပင်ကျော်မယ်နော်ဒီတစ်ပင်ကျော်ပြီးတာနဲ့ဒီမှာကြည့်1 9နှစ်ပေါင်းရင်းဒီနှစ် ဒီလေးလုံးတစ်ခါပြန်ပေါင်းမယ်နော်ဒီမှာတတနှစ်ပေါင်းခြင်းဒီလေးလေးကိုရှင်းနဲ့ပေါင်းခြင်းဒီလေးနှစ်ပဲတဲ့ဟုတ်ပြီနော်ကဲဒါဆိုရင်အခုတပင်ကြော်မယ်ဒီတပင်ကြော်မယ်ပေါ့နော်ဒီတပင်ကြော်မယ်ဒီတပင်ကြော်ပြီးတော့ဒီသုံးလုံးနှစ်အာဟော sorry sorry ခဏလေးဒီနေ့နှစ်ဒီတပင်ကြော်နော်တပင်ကြော်တော့ဆိုတော့ဒီကောင်နှစ် နဲ့ဆိုတော့အဲ့ဒီပင်ကြော်ရမှာနော်ဒီပင်ဒီပင်ကြော်ရမှာဒီပင်ကြော်မှာနော်ဟုတ်ပြီသူကနဲ့ဆိုတော့ဒီပင်ကြော်မှာကြော်ပြီးတယ်နဲ့သူကဒီလေးလုံးနှစ်ဖြစ်အောင်ထည့်ရမှာနော်ဒါက9 6 8လို့ရတယ်ရှိလို့ရတော့နှစ်လို့ထည့်မှာဆိုရင်တဲ့သူက၄ဆိုတဲ့ကဏ္ဍတစ်လုံးပိတ်ရဒီမှာရှစ်ရှိကြအောင်ဆိုတော့၄ပိတ်ရမယ်အဲ့ဒီမှာဒီ၃လုံးကနှစ်ဖြစ်အောင်ဆိုလို့ရှိရင်ဒီမှာတည်းကနှစ်ရှိတဲ့အတွက်၃ညတစ်လုံးထိတ်စီပြရဟော၃ည၄လို့တော့ထွက်လာတယ် ်အဲတုံညရည်ပဲထက်လမှကြမ်းနေတာမေရှုတို့ကြီးကဲအဲ့တော့ဆရာအကြိုက်ဆုံးကတော့ခဏတော့ပြရမလို့နော်ဒါဒါကတုံညလေးတို့ခွနော်ဟုတ်ပြီဒါကဟိုလေးပဲဆိုင်တော့နောက်တစ်ခါဒီမှာကအကုန်လုံးထည့်ပေးလိုက်မယ်နော်တစ်ချောက်ထိတ်ငါးတုံညအပိတ်ကိုထည့်ပေးလိုက်မယ်ဆရာအကြိုက်ဆုံးကတော့တစ်တုံညတင်ငါဟာလားအဲ့တော့ဘာလွားမလဲ6တုံည6ငါးဒီမှာနော် chào tưởng nhá chào ngà nó đang xe à chạy xuống cái này thì mình đã quậy chữ tưởng nhá tiếng ngà nó đã đã xe à chạy xuống mấy là của bộ hoa nào à lòng mẹ xin bị vào à thì cha này nó mới sử dụng tập bộ nó hả nào ba ba lý rồi à thế này bọn nó ါဒါမှမဟုတ်ရှုစဘောပါလေအာကျင်လဲအာမအာကျင်လဲနေရဒါကတော့ဆရာအကြိုက်ဆုံးနှစ်ကွက်နော်အဓိကတော့ဒါပေါ့ဟုတ်လားအဓိကတော့ဒီကောင် main ပေါ့ဆရာအကြိုက်ဆုံးအဓိကတော့ဒါပဲနော်ဒါအဓိကအကြိုက်ဆုံးဒီကောင်ကရန်ယုံမဲရန်ဒီကောင်လေးရန်မဲရန်ပါနော်ဒီကောင်ရန်မဲရန်မဟုတ်လေးပင်ဆိုင်ဒီကောင်လေးတန်တမတုံညညှိနေတဲ့အတွက်ဆရာတော်တော်လေးစဉ်းစားတယ်ဒီကနေ့လဲနော်အဲ့တော့အဓိကဒီ main ရတော့ဒီကောင်ပဲနော်ဒီကောင်ကရန်မဲဟုတ်လားဒီကောင်လေးအကုန်ရန်မဲပေါ့နော်ကဲအားလုံးပဲ စင်ပြေးကြပါစေစိတ်အချမ်းသာခြင်းကုဥ်ကြပါခြင်းပြည့်စုံကြပါစေဟုတ်လားလုံးအစလိုက်လည်းတလုံးတို့ကပြည့်ကြပါစေနော်ကဲလက်ဖက်ညင်းဒီကနန်းကောင်းကောင်းလေးတွေ့ရင်ပြန်ဆောင်ကြမယ်လို့နော်ခုလူကမရတော့ဆက်မတင်တော့ဟုတ်လားကဲကောင်းကောင်းလေးဖြည့်ကြပါစေဗျာ